မောင်မင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ Google Play Store ကိုသုံးမိကြတဲ့မိတ်ဆွေတွေမဖြစ်မနေပိတ်ထားသင့်တဲ့ setting တကူအကြောင်းကိုဒီနေ့ဗီဒီယိုမှာ knowledge အနေနဲ့ share လုပ်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ကကျွန်တော်တို့ရဲ့ Play Store ထဲကိုဝင်လိုက်ပါမယ်ခင်ဗျာ Play Store application တွေကိုကျွန်တော်တို့ကဝင်လိုက်ပြီဆိုတာနဲ့ဒီထိတ်ဆုံးကပါတော့အဒီ account ထဲကိုကျွန်တော်တို့ကဝင်ပေးရမှာဖြစ်ပါတယ် ဒါကြောင့်မို့ကျွန်တော်တို့အကောက်ထဲဝင်လိုက်မယ်အကောက်ထဲကိုရောက်ပြီဆိုတော့ねကျွန်တော်တို့ဒီ manage app and device ဆိုတာရှိတယ်ဗောနော်အ join google play game စင်တာမှာကျွန်တော်တို့ဒီအောက်မှာဗောနော် manage app and device ဆိုရှိတယ်အတိတ်အပါတွေဘာတွေမှာဆိုရင်ကျွန်တော်တို့ကအကုန်လုံးဗောနော်ပုံမှန်ဆိုရင်တော့ဖုန်းတိတိဆိုရင်တော့ကျွန်တော်တို့ဒီ stack အကျော်တဲ့အနေအထားမျိုးမှာဒီလိုမျိုးနေရာမှာအကုန်လုံး update ဝင်ပြီးတော့ဆွဲနေတာရှိမယ်အဲ့ခါကျရင်ဖုန်းကတာမန်ထက်ဆိုင်ပို့ပြီးတော့ battery drain တာတို့ အကုန်မြန်နာတို့ပြီးရင်ဆဟန်းနာတို့စက်တီလေးဖြစ်တာတို့ဖြစ်နိုင်ပါတယ်ခင်ဗျ။ဒါကြောင့်မူဒီဒီမျိုးပြဿနာတွေကိုဖြေရှင်းဖို့အတွက်ဆိုရင်ကျွန်တော်တို့ကခုနကအကောက်ထဲကိုထပ်ပြီးတော့ဝင်ပေးမယ်။ပြီးရင်ကျွန်တော်တို့ကဒီ setting ထဲကိုဝင်ရမယ်ပေါ့နော် Play Store ရဲ့ setting ထဲကိုဝင်ပေးလိုက်ပါ။ setting ထဲကိုရောက်ပြီဆိုတော့ねကျွန်တော်ဒီ network and ဒီ preference ပေါ့နော်အဲ့ဒီထဲကိုထပ်ပြီးတော့ဝင်ပေးပါ။အဲ့မှာဆိုရင်တော့ကျွန်တော်တို့ဒီ app download preference ရဲ့အောက်မှာ auto update app ဆိုတာရှိတယ်။အဲ့ဒီကောင်လေးကိုကျွန်တော်ကပုံမှန်ဆိုရင်တော့ မိုဘိုင်းဒေတာပို့ပြီး Wi-Fi ဒေတာပဲပို့ပြီးပေါ့နော် auto update ဆွဲနေတာပိတ်လိုက်မယ်အဲ့တော့ကျွန်တော်က don't auto update app ဆိုတာကိုဖွင့်ပေးလိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ Play Store မှာဖိဖိနဲ့ပိတ်ထားတဲ့ဒီ account လေးပဲဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီပုံမှန်အပြည့် application တွေက auto update ဆွဲထားတဲ့အခါကျရင်ဖုန်းပါရှင်နဲ့မကိုက်တဲ့အခါမျိုးကြရင်ပေါ့နော် application သူ့ဘာသူ auto ထွက်သွားတာတို့ application နဲ့ဝင်တဲ့အခါမှာတုံးတဲ့အခါမှာအဆင်မပြေတာမျိုးတွေဖြစ်နိုင်ပါတယ်။ဒါကြောင့်မို့ဒီလိုမျိုး update တွေကိုပိတ်ထားသင့်ပါတယ်ခင်ဗျာ။ ီနေ့ဗီဒီယိုလေးကိုကြည့်ပြီးတော့အဆင်ပြေကြလိမ့်မယ်လို့ထင်ပါတယ်။နောက်နေ့ဗီဒီယိုလေးမှာပြန်ပြီးတော့တွေ့ကြပါမယ်ခင်ဗျာ။အားလုံးကိုဒီနေ့ဗီဒီယိုကနှုတ်ဆက်ခဲ့ပါတယ်။